ီနေ့မှာတော့ကျွန်တော်တို့အားလုံးအကျွေးအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ချင်ပါတယ်။အဲ့ဒါကတော့လူတယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့မေတ္တာတရားကြားကဆက်ဆံရွေးကြောင်းပါပဲ။တခါလေမှာကိုယ့်ရဲ့စေတနာတွေမေတ္တာတွေကဘာလို့များအားမထင်ရတာလဲ။ဘာလို့အလကားဖြစ်သွားရတာလဲဆိုရင်မေခွန်မျိုးတွေကြုံဖူးကြမှာပါ။အဲ့ဒီမေခွန်ရဲ့အဖြေကိုဒီနေ့မှာအတူတူရှာကြည့်ကြရအောင်ပါ။ဒီစကားကတော့ကြားလိုက်တာနဲ့နည်းနည်းလေးဆူးရှားတယ်လို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့လေ ဒါဟာရန်ကိုနည်းနည်းအမှန်တရားတကူကိုညွန်ပြနေတာပါဆိုလိုတာကလူတယောက်ရဲ့မွေရပါအရင်ခံတဘာဝကို ကိုချင်းစာတရားတို့မေတ္တာတရားတို့တခုထင်းနဲ့ပြောင်းလဲဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပါပဲကဲဒီအဆိုကိုအဆိုမြင်ဝါဒတခုအနေနဲ့မမြင်ဘဲနဲ့လေပို့ပြီးတော့နက်နက်ဆိုင်ဆိုင်နားလည်မှုစီကိုလမ်းပြပေးမယ့်အမှန်တရားတခုအဖြစ်နဲ့အတူတူလက်ခံလေ့လာကြည့်ကြအောင်ပါဆိုလိုချင်တာတော့လေမေတ္တာတရားရဲ့အစွမ်းတတိသူ့ရဲ့အကျိုးတရားမှုဆိုတာက ပေးတဲ့သူတယောက်ထည့်ရဲ့စေတနာပေါ်မှာပဲတရားရခိုင်နှုန်းမူတည်နေတာမဟုတ်ပါဘူး။အဲ့ဒီမေတ္တာကိုလက်ခံမဲ့သူရဲ့အခြေအနေကလည်းအင်မတမအရေးကြီးပါရဲ့။ဒီမှာတည်ထားရမယ့်အဓိကတော့ချက်ကဒါပါပဲ။မေတ္တာတရားရဲ့တစ်ခုကအရာထွန်းဖို့ဆိုရင်ပေးတဲ့သူရဲ့စေတနာနဲ့လက်ခံတဲ့သူရဲ့တန်ဖိုးထားတတ်မှုနားလည်နိုင်စွာအဲ့ဒီနှစ်ခုကတစ်ထက်တည်းချက်ဟုလို့အပ်ပါတယ်။တစ်ခုခုသာလွဲချော်နေပြီဆိုရင်အဲ့ဒီစေတနာတွေကအလဟစာဖြစ်သွားနိုင်ပါတယ်။ ဒီလိုထထတေးမကြနိုင်နိုင်တဲ့အခြေအနေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်သွားအောင်ထိတ်ကိုကောင်းတဲ့ဥပမာလေးတစ်ခုနဲ့ရှင်းပြခြင်းပါတယ်။ကဲစဉ်းစားကြည့်အောင်လက်ခဲနိုင်စွဲမရှိတဲ့ visa တစ်ခုကိုမိသားတရားတွေအများကြီးပေးမိတဲ့အခါဘာတွေဖြစ်လာမလဲ။အဖေကတော့ရှင်းရှင်းလေးပါ။စီနဲ့ရေလိုဖြစ်သွားတာပါပဲ။ဟုတ်ပါပြီ။ရေနဲ့စီလိုပါပဲ။ရေကရေပါပဲ။စီကလည်းစီပါပဲ။သူတို့နှစ်ခုကဘယ်တော့မှတကယ်တမ်းရိုးဆက်သွားတယ်ဆိုတာမရှိပါဘူး။ အမြဲတမ်းတိချက်စီပဲတည်ရှိနေကြတာပါဘလောက်ပဲခွတလုံးနဲ့ထဲ့ပြီးမွေးနောက်ဖို့ကြိုးစားပါစေသူတို့နှစ်ခုကတစ်ခုတည်းဖြစ်ဘလို့မှပေါင်းဆက်သွားမှာမဟုတ်ပါဘူးခဏလေးငြိမ်လိုက်တာနဲ့မေတ္တာကမေတ္တာဗီဇာကဗီဇာတက်ချက်စီပဲဖြန့်ထစ်သွားမှာပါဒီလိုဆိုရင်ဒီလိုမကိုင်းကြီးတဲ့အရာတစ်ခုကိုကြိုးစားနေတဲ့အခါမေတ္တာပေးတဲ့သူအပေါ်မှာတော့ဘလို့မျိုးလက်တွေ့ကြတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လဲစပီးကြည့်လိုက်ရအောင်ပါ ေမန်းနွမ်းတဲ့မှုရှိကိုဘလို့ရောက်သွားလဲဆိုတဲ့ဖြစ်စဉ်ကိုအဆင်လိုက်ကြည့်ကြည့်ရအောင်ပထမဆုံးမိသားတရားကိုပေးလိုက်တယ်ဒါပေမဲ့လက်ခံနိုင်စွမ်းမရှိတဲ့အခါမှာကြိုးပမ်းမှုတွေကအရာမထင်တော့ဘူးအတိမဲ့ချုပ်မခံရတော့ဘူးအဲ့ဒီတော့နောက်ဆုံးမှဘသူပဲနစ်နာသွားလဲဆိုတော့ပေးတဲ့သူတယောက်ထဲကပင်မန်းတွေကျန်လျရတာပါပဲဒီမှာအဓိကမိမောင်းထိုးပြချင်တာကစွမ်းအိမ်ကြီးဟာတစ်ဖက်တည်းကပဲကုံဆုံးနေရတဲ့အခြေအနေပါပေးတဲ့သူတယောက်ထဲကပဲအားတွေကုံ လူတွေပန်းပြီးနောက်ဆုံးမှခြေကုံလက်ပန်းချသွားရတာမျိုးပါ။ကဲအခုဆိုရင်အစပိုင်းမှာပြောခဲ့တဲ့အစိုးလေးစီကိုပြန်သွားကြည့်ကြရအောင်ပါ။ခုနကလရှင်းပြခဲ့တဲ့ဥပမာတွေအကျိုးဆက်တည်နဲ့အတူပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါဒီစကားရဲ့တကယ့်အတိအပေကို ပိုပြီးနားလည်လာပါလိမ့်မယ်။အစမှာတော့ဒီစကားကနည်းနည်းခါးသီးတွေကျန်းတန်းတယ်လို့ထင်ရနိုင်ပေမဲ့အခုလိုရှင်းပြပြီးတဲ့နောက်မှာတော့ဒါဟာရှောင်လွဲလို့မရတဲ့အမှန်တရားတစ်ခုကိုလက်ခံလိုက်ရတဲ့ဉာဏ်ပညာတစ်ခုအထိမြင်လာနိုင်မယ်လို့ထင်ပါတယ်။ ဒါမဲ့လေဒါဟာမေတ္တာတရားကိုစွန့်လွတ်လိုက်တာမျိုးတော့လုံးဝမဟုတ်ပါဘူးနော်ကိုကိုကိုကားခွဲဖို့ကိုရဲ့စေတနာတွေအလဟာဆမဖြစ်ပါစေဖို့အကွက်ကိုရဲ့တန်ဖိုးရှိတဲ့စွမ်းအင်တွေကိုဘယ်နေရာမှာအတုံးချမလဲဆိုတာကိုပို့ပြီးဉာဏ်ပညာရှိရှိဝေးချဲ့တယ်လားတော့ကိုဆိုလိုတာပါဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါတယ်ဒီအသိပညာနဲ့အတူကျွန်တော်တို့ရဲ့ဘဝနဲ့ဆက်ဆံရေးတွေမှာ ကိုယ့်ရဲ့တန်ဖိုးရှိလာတဲ့စွမ်းရည်နဲ့မေတ္တာတရားတွေကိုဘလို့နေရာမျိုးတွေမှာအကောင်းဆုံးအသုံးချသင့်တယ်လဲဆိုတာကိုပြန်ပြီးဆင်ခြင်ကြည့်ဖို့မိကုံးတစ်ခုနဲ့ညီကုံးချုပ်လိုက်ပါစေ။